မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစေုပ်စုကဒေါအောင်ဆန်းစုကြည်ဟာအကျဉ်းချထားမှု NLD ပါတီဖြတ်သိမ်းရဲ့ကြိုးပမ်းမှုဟာအမုန်းတရားနဲ့လုံနေတာလို့ NUCC ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NND ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်အပါအဝင်အဖွဲ့ဝင်နဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအချင်းချတာအဖွဲ့ဖြစ်တဲ့ရန်ဂျိုပန်နာဟာအာနာသိန်းစစ်တပ်ရဲ့အမုန်းတရားတက်တက်လုံရက်တွေသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးတိုင်းမြင်ကန်ကောင်စီ NUCC ကစက်တင်ဘာ29ရက်ကကြာရောက်တဲ့ NND ပါတီတီထောင်တာ39နှစ်ပြည့်တဝန်လွှာမှာဖော်ပြထားပါတယ်။မနေ့ကကြာရောက်တဲ့ပါတီတီထောင်ခြင်းနှစ်ပတ်လည်ခမ်းနားကိုအဖွဲ့စီအသီးသီးကပေးပို့လာတဲ့တဝန်လွှာတွေကို NND ကစက်တင်ဘာ28 ရဲ့ဒီကနေ့မှာထုတ်ပြန်ဖော်ပြခဲ့တာပါ။ပါတီနှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ပါတီကောင်ဆောင်တွေနဲ့ရွေးကောက်ခံကိုယ်စားလှယ်များစွာဟာမတရားဖမ်းဆီးခံရပြီးနှိရှေထောင်ဒဏ်တွေချမှတ်ခံနေရပါတယ်။ ထောင်ထဲချီတဲ့ပါတီဝင်တွေဟာလည်းဖန်စီထိမ့်သိမ့်ခရပြီးတချို့ဆိုရင်ထိမ့်သိမ့်ခရစဉ်အတွင်းမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်ပါတီရုံးတွေချိတ်ပိတ်ခံရတာပါတီဝင်တွေရဲ့ပိုင်းဆိုင်မှုတွေတင်းစီခံရတာတွေဟာဆေးရုံစုရဲ့မတရားဖိနှိပ်မှုကိုကမာတီတက်တေခံနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလိုရဲရဲဝံ့ဝံ့ဆွလို့အနစ်နာခံကြပြီးမဆုံမနစ်ဒေါ်လာရေးခရီးကိုခြိတက်နေကြတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ရဲဘော်ရဲဘက်များအလုံးကိုအလေးနဲ့ဂုံပြူမှတ်တမ်းတင်အပ်သလိုပါတီဝင်အသီးသီးရဲ့ဒေါ်လာရေးမှာရှူထောင့်ပေါင်းစုံနေရာပေါင်းစုံဒေတာပေါင်းစုံကနေအားကောင်းပေါင်းတန်တိုက်ပွဲဝင်နေကြတာဟာဒီမိုကရေစီခီအတွက်အင်မတန်အားရကျေနပ်စရာကောင်းသလိုမှတ်ချောက်တင်ရမှာလည်းဖြစ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စီအုပ်စုဘက်ကအဲဒီလိုအမုန်းတရားတက်တက်လုပ်ရက်တွေနဲ့လှုပ်ဆောင်နေပေမဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာအခက်အခဲအတားအဆီးတွေကိုရင်ဆိုင်ကြောပြက်ကပြည်သူတို့နဲ့အတူလက်တွဲကရှေ့ဆက်နေတာမြင်ရလို့အလွန်ဝမ်းမြောက်နေရကြောင်းလည်း NUCC တာဝန်လာမှဖော်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူထောက်ခံမှုကိုတန်တတိုင်းအဖြစ်တိစောက်ထားသောအဖွဲ့ဖြစ်တယ်လို့လည်း NUCC သံဝန်လွှာမှပါရှိပါတယ်။ဒါကြောင့်ခေဆက်ဆက်တော်လိုင်းရေးတိုက်ပွဲတွေမှာပြည်သူတွေနဲ့တသားတဲ့ရက်တွေကအာဏာရှင်စနစ်ဆိုးကိုလက်မခံဘဲဒီမိုကရေစီအောင်ပွဲစီကိုဥတီတက်မှတ်ခဲ့တာလို့ဖော်ပြပါတယ်။အခုຫນွေဦးတော်လိုင်းရေးမှာလည်းတိုင်းရင်းသားလူမျိုးများပါဝင်တော်လိုင်းရေးအင်အားစုအလုံးနဲ့လက်တွဲညီညီပေါင်းစည်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ကြောင်းသံဝန်လွှာမှပါရှိပါတယ်။ပါတီအနေနဲ့ပြည်သူအကျိုးစီးပွားကိုဥတီပြီးဖက်ဒရယ်ဒီမိုကရေစီ စီပြည်တော်စုကြီးတို့ခိုင်မာစွာဆက်လက်ရှောင်လန်းနိုင်ပါစေလို့ရည်တာထားပါတယ်လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီကပြီးပေါ်တဲ့သုံးလွှာမှာလည်း NLD ဟာခက်ခဲပြင်းထန်တဲ့နိုင်ငံရေးအနေမြင့်အတက်ကြတွေကိုကြမ်းကြမ်းခံပြတ်တန်းလျက်ရှစ်လေးလုံးလူလူရေးတော်ပုံကြီးရဲ့အခန်းဆက်တောင်းဝန်တွေကိုဒီကနေ့တိုင်း ထန်းဆောင်နေတာမြင်ရလို့ဂုံပြူချောင်းဖော်ပြထားပါရယ် NLD ကလည်းပါတီတီထောင်ချင်းနှစ်ပတ်လည်နေ့မှာကြီးညာချက်ထုတ်ပြန်ခဲ့ရမှာအာနာရှင်အဆက်ဆက်တို့ရဲ့မလုံမုံတီးစိတ်ထားနဲ့ဘလူပင်တိုက်ခိုက်ချိန်မုံပါစေ ပြည်သူရှိနေတဲ့၍ပါတီဆက်ရှိနေမယ်လို့အတိပေးခဲ့ကြောင်းသိရှိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်တွင်တိုင်းမှုအစင်မှညွှန်ကြားမှုတက်မှမှုကပ္ပစာဆက်ယုံမှုများသည့်ရာလူအပြောင်းလဲများစွာကိုလူသစ်များဖြင့်အစားထိုးသွေးသစ်လောင်ရန်ရှိနေပြီးအမတ်၆ဆက်စင်၏အထူးဖွဲ့ကိုဖျက်သိမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်တပ်တွင်တိုင်းမူဆဲမှလက်ယုံတန်းနဲ့စေယုံညွန်ကြိုင်မှုများတမမှုများနဲ့ကာပါစာဆက်ယုံမှုများသည့်ရာထူးနေရာများစွာကိုလူသစ်များဖြင့်တွေးတက်လောက်အပြောင်းလဲလုပ်ရန်ရှိနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြင်းနဲ့ CBN ဗိုလ်ကြီးစင်ရောကပြောဆိုပါရယ်မင်းအောင်လိုင်ကလာမည့်ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီစစ်တပ်ထိပ်ပိုင်ဗိုလ်ချုပ်ကြီးတချို့ဒုတိယဗိုလ်ချုပ်ကြီးများကိုရွေးကောက်ပွဲဝင်ရန်ချမ်းဖို့ပါတီတို့ပြောင်းရွှေ့ခြင်းနဲ့အရန်အင်အားတို့ပို့ဆောင်ခြင်းများလုံဆောင်လာပြီးနောက်လိမ့်လက်သွားသောနေရာများတွင်တွေးတက်လောင်းသည့်အနေဖြင့်အရာရှိတဲ့ က်များကိုရှာရူထိုးပေးကခန့်အပ်လာကြောင်းသိရှိရပါသည်။ရှေ့ကယထာရွဲတွေဖယ်တော့နောက်ယထာရွဲတွေကိုရှေ့ကိုရောက်လာတာအငဲပိုင်းတွေကိုရှာရူထိုးတွေပေးဖို့အတွက်တန်းစီတာတွေကိုရင်းရာဇွန်စစ်စစ်တာတွေတောက်လျှောက်လုပ်နေတဲ့တိုင်းမှုအစင်းကနေလက်ယုံတက်ညှို့မှုတွေတက်မမှုတွေကာဘာစာဆက်ယုံမှုတွေအကြောင်းလဲတွေအများကြီးဖြစ်နေပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်။ စီရီယံဗိုလ်ကြီးစေယောကလည်းစစ်တပ်အတွင်းအပြောင်းလဲများဆက်တိုက်လုပ်ရန်ပြင်ဆင်နေပြီးရွေးကောက်ပွဲမတိုင်မီမှရွေးကောက်ပွဲပြီးကအစိုးရသည်ပေါ်ထွန်းသည့်အထိသွေးသည့်လောင်းသည့်အနေဖြင့်ရရှိသည့်များစွာထွက်ပေါ်လာမည်ဖြစ်ကြောင်းသုံးသပ်ပြောဆိုပါသည်တိုင်းမူပြီးသွားရင်ညှို့မှုတွေစေယုံကညှို့မှုတွေပြီးသွားရင်ညှို့မှုအောက်ကတစင်နေနဲ့တက်ကြီးအရွယ်အစားရှိတဲ့တက်မှုကြီးတွေပြောင်းမှာပေါ့တက်မှုကြီးတွေဆိုတာကပါစာစေယုံကစေယုံမှုတွေပါမယ်အဲ့ဒီလိုမျိုးတက်မှုကြီးတွေပါအပြောင်းလဲလုံအောင်မှာပါ အပြောင်းလဲရှိအောင်ပါပါရွေးကောက်ပွဲပြီးလို့၃လ၄လနောက်ဆုံးကြားဖြတ်ရွေးကောက်ပွဲတွေဘာတွေပြီးသည့်အပြောင်းလဲတွေကတောက်လျှောက်လုံးနေမယ်ဒီကြားထဲမှာလည်းအပြောင်းလဲတွေလုံနေရင်ထိတ်ဆုံးကစစ်တပ်ကတို့ပြီးရင်ဗိုလ်တင်တဲ့ကြောင့်ပြီးသွားရင်ဒေသစင်ကျောင်းသုံးကျောင်းပြိုင်ကြမယ်အနေအထားမျိုးရှိတဲ့ရွေးကောက်ပွဲပြီးသည့်အထိအပြောင်းလဲတွေကတော့သူ့လူကိုယ်လူတွေနဲ့ပြန်ဆွဲတင်တဲ့ကာလဖြစ်မှာမင်းအောင်လိုင်းယူနီဖောင်းချွတ်ပြီးသွားရင်လည်းပြန်ပြိုင်ကြမယ်အနေအထားဖြစ်လာအောင်ပါဟုစီနီယံဗိုလ်ကြီးစင်ရော့ကသုံးသပ်ပြောဆိုပါတယ် အခြားတစ်ပတ်မှလည်းစစ်တပ်ကအမဲ6စစ်စင်ရေးအထူးဖွဲ့ကိုပြတ်သိမ်းလိုက်ကြောင်းရင်းစစ်စင်ရေးအထူးဖွဲ့မှ2009ခုနှစ်တွင်အာနာရှင်အောင်တန်းရွှေကဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးမင်းအောင်လိုင်ကပြတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ကာဆာထ6ကဖြုတ်ပစ်လိုက်တဲ့ပြောရမယ်ဆိုရင်တိုင်းမှုတွေရဲ့အထက်မှာအရင်တုန်းကနေရာပေးလို့ရအောင် ဖွဲ့စည်းပုံပေးလို့ရအောင်ကာဆာထမှုဆိုပြီးလှုပ်တာ ပထမတော့က၅ခုပဲရှိတာနောက်မှကာစာထ6ဆိုပြီးလောက်တာအဲ့ဒီကာစာထ6ကလည်းနေပြီးတော့တိုင်းစစ်ဌာနချုပ်တစ်ခုကိုပဲစီမံကုတ်ခဲ့တာပါတိုင်းတစ်ခုတည်းကိုပဲကာစာထတယောက်ဖြစ်နေတာဂျန်တဲ့ဟာတွေကစစ်တိုင်းနှစ်တိုင်းသုံးတိုင်းကိုမှချုပ်ပြီးတော့အုပ်ချုပ်တာအပိုးဖြစ်နေတာပေါ့ပြီးတော့ကျွန်တော်ထင်တယ်သူတို့ဘေးရင်းရတရားအရာသူတို့6ခန်းကိုမကြိုက်လို့9ခန်းကိုပြန်ပြီးတော့ပြောင်းတဲ့အနေအထားမျိုးလို့ထင်တယ် ။ဒါကြီးကထထမထတာအပေါ်ပဲဖွဲ့စည်းပုံအပေါ်ကြီးလို့ပြောလို့ရတဲ့တိုင်းမှုတွေနည်းနည်းငုတ်တာပေါ့။တကယ်တမ်းကစစ်တပ်မှာကွန်မန်ဒါဆိုတာတက်ချုပ်ရဲ့တိုင်းမှုရဲ့တယင်းမှုရဲ့အဲ့ဒီသုံးယောက်စစ်စစ်ပဲရှိတယ်။ဂျန်နဲ့ဟာကကွန်မန်ဒါမဟုတ်ဘူး joint တက်လို့ခေါ်လို့ရတယ်။ဒါပေမဲ့တိုင်းမှု14ယောက်ကို9ယောက်နဲ့ပြန်ချုပ်တာပေါ့။အရင်တော့ကလေကာဆာဒ6ဆိုတာကအပေါ်ကြီးနေပြည်တော်မှာလေကာဆာဒ4ဆိုတာမရှိဘူး။ အဆောင်တက်အဆောင်နဲ့အဆောင်သုံးဆိုတာရှိတာကာဇာတမှုတွေရုံထိုင်တာကလည်းအဆောင်တက်လို့ခေါ်တဲ့မင်းအောင်လိုင်းတို့စိုးဝင်းတို့ထိုင်တဲ့ရုံမှာပဲကာဇာတမှုတွေကထိုင်ကြတာပဲတကယ်တော့ကာဇာတ6ဆိုတာအပေါ်ပါပဲတိုင်းမှုလုတ်ပိုင်ခွင့်လည်းသူ့မှာဘာရရုမှမရှိဘူးအပွင့်ပို့ပေးတာပဲရှိတာတိုင်းမှုလုတ်ပိုင်ခွင့်လည်းသူ့မှာဘာမှထူပြီးမရှိဘူး အပွင့်ပေါ်ပေးတာပဲရှိတာတကယ်တမ်းနေပြည်တော်တိုင်းမှာတိုင်းမှုဆိုတာတောင်မှပဲကျွန်တော်တို့ပြောရမယ်ဆိုရင်အရင်စကားနဲ့ပြောရရင်ဥက္ကဋ္ဌရှိတဲ့ရက်ွက်မှာစိန်ကောင်းလုံရတာပေါ့သူ့အတွက်ရုံကန်တက်တက်သာဖွင့်ထားတာလုတ်ပိုင်ခွင့်မရှိပါဘူးဟုစီရီယံပူကြီးစင်ရောကရှင်းပြကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ရွေးကောက်ပွဲဝါရဖြန့်ရဲမီဒီယာသမားများကိုအပြိုင်ဆိုင်ဝယ်ယူနေပြီးတင်းရာချီပေါက်ဈေးဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ပြုလုပ်မည့်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရဲနိုင်ငံရေးပါတီများကမီဒီယာသမားများကိုအပြိုင်ဆိုင်ဝယ်ယူလျက်ရှိပြီးပေါက်ဈေးအနေဖြင့်တင်းရာချီပေးနေရကြောင်းသတင်းဌာနကစုံစမ်းသိရှိရပါသည်။ စစ်ကောင်မရှင်ပြည်လုံးမြေရွေးကောက်ပွဲတွင်ပဝင်ရှင်ပြိုင်ကြမည်နိုင်ငံရေးပါတီများသည်လူလူအောင်ဆွဲဆောင်နိုင်ရန်အတွက်ပြည်တွင်းရှိမီဒီယာသမားများကိုအသုံးချရန်စ조사လျက်ရှိနေခြင်းဖြစ်ပါသည်ထို့သောအသုံးချရန်အတွက်ငွေကြေးများပုံပေးကဝါရဖြန့်ပေးရန်အတွက်မီဒီယာသမားကိုဝေယူလျက်ရှိနေကြောင်းပြည်တွင်းသတင်းတောက်တူကပြောပါသည်ဘဲပါတီလဲတော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ပါတီကြီးတခုပဲတင်းကိုရာနဲ့ချီပေးပြီးကန့်လန့်တာလုပ်ပေးရမှာကသူတို့ပါတီနဲ့ဒီစစ်တပ်ရွေးကောက်ပွဲကိုဝါရဖြန့်ပေးဖို့ကိုလုပ်ပေးရမှာဟု၎င်းကဆိုပါသည် အထူးသဖြင့်စစ်တပ်ဗိုလ်ချုပ်ဟောင်းများဖြင့်ဖွဲ့စည်းထားသည့်ကြံ့ခိုင်ရေးပါတီသည်ငွေကြေးအင်အားတောင့်တင်းသည့်အတွက်၎င်းတို့စိတ်ကြိုက်မီဒီယာသမားများကိုစိတ်ကြိုက်ငွေကြေးများပေးကာကမ်းလှမ်းမှုများပြုလုပ်နေသည်ဟုလည်းသိရပါသည်။အဆိုပါပါတီသည်၎င်းတို့အတွက်ဝါရဖြတ်ပေးရလက်ခံသည့်မီဒီယာသမားများအားဒိန်းတထောင်ဝန်းကျင်ထိပင်ကမ်းလှမ်းမှုများရှိနေသည်ဟုသိရပါသည်။ USDP ကဒဏ္ဍာရီတောင်းတင်းနေလေသူတို့ကသူတို့လိုသလိုပုံသွင်းလို့ရမယ့်သတင်းတောက်မျိုးတော်လဲတော်မယ်ဆိုရင်3900တထောင်လောက်ကိုပုံပေးပြီးဝယ်လိုက်တာဟုအမည်မဖော်လို့သည့်စံခိုင်ရေးပါတီဝင်တဦးကပြောပါရယ် USDP အပြင်အခြားသောပါတီချို့ကလည်းမီဒီယာသမားများကိုအတုံးချဝါဒပြန့်ရန်ကြိုးပမ်းမှုများရှိနေတော်လဲငွေကြေးပုံပေးနိုင်ခြင်းမရှိကြောင်းသိရှိရပါရယ်